ားလုံးပဲမင်္ဂလာပါရှယ်ရူချီချူ channel ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့မှာတော့ Grove Garden ထဲကိုအသေးရောက်လာတဲ့ event summer event အကြောင်းပြောပြအောင်ပါဒီ event လေးပေါ့အဲဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ဒီ event မှာဘာတွေလုပ်ရမလဲဆိုရင်တော့အခုပြထားတဲ့လှည့်ရည်တွေကိုအသေးရည်ထည့်အပ်မှာဖြစ်ပါတယ်ဒီလှည့်ရည်တွင်ပေါ့ အထဲကိုဘာအသီးတွေထည့်ရမလဲဆိုရင်ကတော့ဒီစီးရှော့တွေကအသီးတွေပဲထည့်လို့ရပါမယ်။ကျန်တဲ့အသီးတွေရောထည့်လို့မရဘူးပေါ့။ဒီအခုဒီစီးရှော့တွေအသီးတွေပဲထည့်လို့ရမယ်။ဒီ event ကတနိုင်းနေ့တိုင်းတစ်ခေါက်လာပါတယ်။တနိုင်းနေ့တိုင်းအလဲတဲ့ကိုထည့်ဖို့သူက7မိနစ်အချိန်ပေးတယ်။အဲ7မိနစ်အတွင်းတက်နိုင်တဲ့မြအများဆုံး point တွေရအောင်ထည့်ရပါမယ်။အခုဆိုရင်တော့ event စဖို့9မိနစ်ပဲလိုတော့တယ်။ ါကတော့ event တွေမှာရနိုင်တဲ့ပစ္စည်းတွေပေါ့ဟိုးအရင် event တွေဟိုမှာလာခဲ့တဲ့ပစ္စည်းတွေကို ပြန်ယူနိုင်အောင်လို့သူတို့ကလုပ်ပေးထားတယ်ဒီ moment လုံးတို့ moment ကိုတို့ပြန်ယူနိုင်တာဆိုတော့အရန်ကောင်းပါတယ်ဒီ moment လုံးဆိုရင်ကတော့ပတ်စံရှာဖို့အရန်ကောင်းတဲ့အသီးလေးပေါ့ခုဆို event ဆပါပြီ event ဆရင်ဒီလိုမျိုးကောင်းကင်ပေါ်မှာအသီးကြီးဘောလုံးပေါ်နေပါတယ်ဒီ event လုပ်မယ်ဆိုရင်ကတော့ server ထဲမှာ code friend တွေအများကြီးရှိနေတာကောင်းပါတယ် သူက point တွေအကုန်လုံးစုပြီးတတ်မှတ်တာမလို့လူများလေးပိုကောင်းနေပါပဲအဲဆိုရင်ကျွန်တော်အသီးလေးထည့်လိုက်ပါဦးမယ်ကျွန်တော်ကတော့လောလောဆယ်ကျွန်တော်တကယ်ရင်နာနာမီနဲ့ပဲလုံနေရဆိုတော့ point တွေကတော့အဲ့လောက်အများကြီးတော့ရနိုင်မှာမထင်ဘူးပြဒီ event မှာ point တွေကတို့ရဲ့ရှားပါမှုပုံမူတည်ပြီးတော့တက်မှတ်တာ အားကြောင့်မလို့တကယ်လို့ sugar apple ရှိမဲ့ဆိုရင်တော့တော်တော်ကောင်းပါတယ် sugar apple ကို mutation တွေပါတယ်စောက်မနေဘဲနဲ့ဒီလိုမျိုး၃မိနစ်ရှင်း၃မိနစ်လုံးစူးစိုက်ထားလိုက်တာကောင်းပါတယ်ပြီးရနဲ့ event လာပြီးဆိုတာနဲ့၃မိနစ်လုံးရှိရာဟာတွေကိုစလိုက် share ခိုးပြီးတော့ထည့်တာကောင်းပါတယ်ဒီ event မှာ point အများဆုံးရတဲ့အပင်ကအဲ sugar apple အပင်ဖြစ်ပါတယ်သူကအတီးတစ်လုံး7 point ထိရပါတယ်ဒီ point apple ဒီနနသီးတို့ပါလို့ဆိုရင် point ၄ point လောက်ပဲရတယ် ဒီဒီအရာ KG နဲ့တော့မဆိုင်ဘူးဗျ။မာကျွန်တော်အခုထည့်ပြပါမယ်။ဒီမှာ mutation တွေရော KG ရောများတာအောင်မှာ7 point ပဲရပါတယ်။အားကြောင့်မလို့ mutation တွေပါရင်စောင့်နေပါနဲ့အသီးလေးတီးရင်တေးသေးဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ်တခါလေးထည့်လိုက်ပါ။ ျွန်တော်အသေးရေချဲလို့တော့ပြပါပြီ။ point ရတော့296 point ပဲရခဲ့တယ်။ channel ပြန်ပြီးတော့နှိုက်ရပါဦးမယ်လို့ဟုတ်ခဲ့။ ဒါဆိုရင်ကျွန်တော်ထည့်စရာအသီးလေးကုန်သွားပြီဒီ event အချိန်ကုန်တာပဲစောင့်စရာလိုတော့တယ်ကျွန်တော်တငယ်ချင်းနာနာမီရတော့ဝူဒီထည့်တော့မှာပဲအဲဆိုရင်ရတော့သူထည့်ရလေးပဲထိုင်ကုန်လိုက်တော့မယ်ပေါ့ဟုတ်တယ်မလားအဲဆိုရင်ကြော်ညာလေးဝင်ပြရစေဒီ block view တွေဒီ growing garden တွေကပစ္စည်းတွေပတ်တွေဖြစ်ဖြစ်ဒီအသီးတွေဖြစ်ဖြစ်ဝယ်ယူခြင်းနဲ့ဆိုရင်ကတော့ကျွန်တော် channel မှာလာပြီးတော့ဝယ်ယူနိုင်ပါတယ်ကျွန်တော် Telegram channel မှာပေါ့ အမှ group ပါထောင်ပေးထားတယ်။အ group ထဲမှာဒီ group A ကနဲ့ soil လူဖြစ်ဖြစ်ဒီ block soil လူဖြစ်ဖြစ်အချင်းချင်းစကားတွေပြောတူတူ soil ရပါတယ်။အဲ group ထဲမှာဆိုအများအတန်းဒီ group garden တွေကပစ္စည်းတွေ store လာတိုင်းပြပြပေးနေလူတွေရှိရသွား story by မလွတ်ချင်ဆိုရင်ကတော့လာပြီးတော့ဝင်ထားတင်ပါတယ်ပြီးတော့အဲ grow garden နဲ့ပတ်သက်ပြီးဖြစ်ဒီ blog နဲ့ပတ်သက်ပြီးဖြစ်မသိရရပါလေလဲမေးလို့ရပါတယ် AGB ထဲမှာကျွန်တော်ကိုယ်တိုင်ရှိရဖြစ်တဲ့အတွက်မသိရပါဘူးဆိုရင်ကျွန်တော်ဖြေပေးပါတယ် ေးဂါဒန်တွေကပတ်တွေဖြစ်ဖြစ်ဘလော့ဖူတွေကအသီးတွေဖြစ်ဖြစ်ရောင်းခြင်းနဲ့ဆိုရင်ကျွန်တော်ပြန်လာပြီးတော့ရောင်းလို့ရပါတယ်ကျွန်တော်ကပြန်ပြီးတော့ဝယ်ပေးပါတယ် grow အေးဂါဒန်မှာဆိုရင်ကတော့ dragon တို့ dragon fly တို့အဓိကထားပြီးယူပါတယ်ကျန်တာတွေတော့မယူဘူးပြကျွန်တော်ဒီမှာအခုဒီ grow garden ထဲကပတ်တွေလည်းလာပြီးတော့ပြန်ဝင်လို့ရပါတယ်။တော်တော်ဆယ်ဆိုရင်ကတော့ကျွန်တော်မှာဒီ dragon နှစ်ကောင်ရယ် dragon fly နှစ်ကောင်ရယ်ရှိပါတယ်။အခုဒီမှာပြထားတဲ့အကောင်လေးတွေပေါ့ အကောင့်လေးတွေကိုလာပြီးတော့ဝယ်လို့ရပါတယ်။ဒီ dragon ဆိုရင်15မိနစ်နေတိုင်းတခြားလူချမ်းနေပြီးတော့အသီးကိုခိုးပေးတယ်။ dragon fly ရကြတော့4မိနစ်ကျော်နေတိုင်းကိုချန်လေးကအပင်လေးအသီးတွေကိုဟုတ်စားရွှေပြောင်းမိတယ်ပေါ့။ကျွန်တော်ကပေါပေါဖောက်အောင်နဲ့နောက်ကကျွန်တော်တငယ်ချင်းကတော့အမထဲ့နေတဲ့အသီးတွေကို point တော့ငါးဟတ်ကျော်သွားပြီ။ဒီဘက်လေးမစိုးဒီဘက်လေးမစိုး။နောက်က event လေးလာရင်အကောင်ကိုခေါ်ရမယ်။ ။အဲဆိုရင်အချိန်ကစက္ကန့်50ကျော်ပဲကျင်သွားတော့တယ်။အဲစက္ကန့်50ကျော်မကုန်ခင် ကျွန်တော်ဒီ channel ကိုဘယ်လိုရှာပြီးဘယ်လိုဝင်ရမလဲကျွန်တော်ပြောပြပါမယ်။ဒီ Telegram မှာပဲ Telegram စာပါမှာ DSUKINKAGE ကိုခွန်လေးကိုနှစ်လို့ရေးပြီးလဲရှာနိုင်သလိုကျွန်တော်အခုဒီ YouTube comment ရဲ description တွေမှာပါ link နေချပေးထားဖြစ်တဲ့အတွက်အကနေလဲဝင်ပြီးတော့ join နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ဒီဗီဒီယိုတွေကိုကြည့်ရှုပြရတဲ့လူအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီ channel ဒီ group တွေလာဝိုင်းလာ join ပေးရတဲ့လူတွေကိုလည်းမြင်ပါတယ်သူတို့အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီလိုအားပေးရတဲ့အတွက်နောက်လည်းဗီဒီယိုကောင်းတွေအများကြီးလုံနိုင်အောင်အကောင်းဆုံးကြိုးစားပါပါမယ်နောက်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကျတော့ blog view လာဝါဖို့ရှိပါတယ်အချိန်5စက္ကန့်ပဲလိုပါတော့တယ်4 3 2 1အမှလက်ဆောင်လေးရပါပြီဟာ ောင်းကငန်းလည်းမရပါဘူးလို့ဟုတ်ကဲ့ဒီ event က point တွေများလေပိုကောင်းတာရတာမလို့တငယ်ချင်းတွေစုပြီးတော့လောက်တာအရန်ကောင်းပါတယ်ကျွန်တော်တို့လောလောဆယ်တယောက်မှအဖော်မရှိလို့ဒီတငယ်ချင်းလေးတယောက်တည်းနဲ့ပဲလုပ်လိုက်ရပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲနောက် video ကြရရင်အခု summer event မှာအသစ်ပါလာတဲ့ပတ်တွေအကြောင်းကိုလုပ်ပြပါပါမယ် video လေးကိုအဆုံးထိကြည့်ရှုကြရတဲ့လူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်